အားလုံးပဲမင်္ဂလာပါရှင်မိုက်ခရထိုင်းကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ရဇဝမှုဆိုင်ရာထိခိုက်နစ်နာသူနှင့်တရားခံထိုးနှင့်သက်ဆိုင်သော2016မှာဖြည့်ဆွတ်ပြင်ဆင်ထားတဲ့နိနာကြီးခန်းစားခွင့်များအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါရယ်ရှင်တဘာသူတဦးရဲ့ပြစ်မှုကျူးလွန်မှုကြောင့်ထိခိုက်နစ်နာသူဟာပြည်내ဆိုရဌာနများထံမှနိနာကြီးအကျိုးခန်းစားခွင့်ကိုရှောက်ထားနိုင်ပါရယ် နိနာသူဟာရုပ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ပိုင်းဆိုင်ရာဒဏ်ရာရရှိခြင်းနဲ့အသက်သိဆုံးနိုင်သည့်အထိညှဉ်းပန်းနှိပ်စက်ခြင်းကိုယ်ဝန်ဖျက်ချခြင်းမဒိမ့်မှုအကြက်ကင်ခြင်းခိုးဆိုးလူရဲ့ခြင်းအကြမ်းဖက်မှုတပြားတိုက်ခြင်းစတဲ့အခြေအနေမှာ ထိခိုက်ခံစားရသူဆိုပါကကြိုးခံစားခွင့်ကိုရှောက်ထားနိုင်မှာဖြစ်ပါရဲ့ဆောင်ရွက်ရန်အစ်စ်တွေကတော့အစ်စ်တဲ့အနေနဲ့အခင်းဖြစ်ပွားရာနယ်မြေရဲဌာနသို့တိုင်ကြားပါမိနာကြီးရပိုက်ခွင့်အားရဲရရှိမှရှင်းပြပါလိမ့်မယ်။ အစ်စ်နှစ်အနေနဲ့ဈေးကူတမှုခံယူပါဈေးကူတမှတ်တမ်းနဲ့အသက်ဆုံးရှုံးခဲ့ပါကတေဆုံးကြောင်းထောက်ခံစာရယူရန်လိုအပ်ပါတယ်အစ်စ်သုံးအနေနဲ့လိုအပ်သည့်စာရွက်စာတမ်းများကိုပြင်ဆင်ထားပါအစ်စ်လေးအနေနဲ့စတင်ကျူးလော်ခံရသည့်တစ်နှစ်အတွင်းနင်နာကြီးတောင်းခံစာအားတင်ပြရန်လိုအပ်ပါ၏နင်နာသူဟာအခြေခံရော်ကြီးကျိုးခံစာခွင့်တွင်အနေနဲ့ထိုင်းဘတ်ငွေ၄000ထက်မပိုသောဈေးဝကုသကူကြစီခံစာခွင့် ဂျုံပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးကုန်ကြစည်းအတွက်ဘတ်ငွေ2000ထက်မပိုသောခန်းစားခွင့်အခြားဆုံးရှုံးနစ်နာမှုငွေကြေးဥစ္စာပစ္စည်းများနဲ့ဆိုင်တဲ့ရော်ကြီးငွေကိုကော်မတီမှဆုံးဖြတ်သည့်အတိုင်းဘတ်9000ထက်မပိုသောကျိုးခန်းစားခွင့်နှင့်အလုံးမလုံးနိုင်သောကာလမှစတင်ပြီးနစ်နာသူ၏အလုံးရှိရာမြို့နယ်တွင်ရှိသောအနေဆုံးလို့အားခတိုင်းအလုံးမစင်းနိုင်သည့်ရက်မှစတင်တွက်ချက်ကတစ်နှစ်အတွင်းပေးလျော်ရမယ့်ကျိုးခန်းစားခွင့်တို့ကိုရရှိစေမှာပဲဖြစ်ပါရဲ့ရှင်။ မျက်နာသူကအသက်ဆုံးရှုံးခဲ့ပါကအသက်ဆုံးရှုံးမှုရော့ကျင်းငွေအဖြစ်ဘတ်3000မှဘတ်3000ထက်မပိုသောရော့ကျွေးငွေခန်းစားခွင့်ဇာပနကုန်ကြစည်းအတွက်ဘတ်2000မျက်နာသူမိသားစုအားထောက်ပံ့ငွေဘတ်4000ထက်မပိုသောခန်းစားခွင့်နှင့် အခြားသောငွေကြေးဥစ္စာပစ္စည်းဆုံးရှုံးမှုများအတွက်ကော်မတီမှတည်လျော်သောပမာဏအတိုင်းဘတ်4000ထက်မပိုသောရော့ကျင်းငွေအကျိုးခန်းစားခွင့်တို့ကိုရရှိနိုင်မှာပဲဖြစ်ပါရဲ့ရှင် တရားခံကတရားရင်ဆိုင်နေတဲ့ကာလအတွင်းတရားစွဲဆိုအကျဉ်းချထားခြင်းခံရပါကစီရင်ချက်ချပြီးတွင်အပြစ်မရှိကြောင်းထင်ရှားခြင်းသို့မဟုတ်အပြစ်မရှိကြောင်းဆုံးဖြတ်ချက်ချခဲ့လျင်နိဒာကြီးတောင်းခံမှုကိုရှောက်ထားနိုင်ပါတယ်။ထိုနိဒာကြီးအားတောင်းဆိုနိုင်ရအတွက်နံပါတ်၁အချက်အနေနဲ့သက်ဆိုင်ရာတရားရုံးအရာရှိရဲ့ထောက်ခံစာ အမှုနဲ့ပတ်သက်တဲ့စီရင်ချက်ချထားတဲ့စာရဲစာတမ်းမိတ္တူအကျဉ်းချထောင်တဲ့အမိတ်စာနဲ့လွန်ငင်းခွင့်အမိတ်စာမိတ္တူ ရှိတ်နေချင်းစုံစာမိတ်တူနှင့် အမှုပြီးဆုံးတာမှန်ကန်ကြောင်းထောက်ခံစာနံပါတ်2အချက်အနေနဲ့ရှိတ်နေငါစာချုပ်နံပါတ်3အချက်အနေနဲ့သက်ဆိုင်ရာစာရက်စာတမ်းများစုစည်းခြင်းနံပါတ်4အချက်အနေနဲ့ရော်ကျင်းတဲ့စည်းရုံးများကိုတရားရုံးစီရင်ချက်ချပြီးတစ်နှစ်အတွင်းတောင်းဆိုရပါပဲဖြစ်ပါရဲ့ရှင်တရားခံအားပြန်လွတ်ပေးရသောတာဝန်ရှိသူမှာတရားခံရရှိမည့်အခွင့်အရေးကိုရှင်းရှင်းလင်းလင်းပြောပြပေးရမှာပဲဖြစ်ပါ යි ။တရားရုံးစီရင်ချက်အရပြစ်မရှိဟုစီရင်ချက်ချခံရသောတရားခံက ခြေခံယောက်ျင်းငွေအဖြစ်ကျင်းချခံရသောတရက်ချင်းစီဤယောက်ျင်းငွေအဖြစ်ဘတ်၂၀၀သို့မဟုတ်ဘတ်900နှုန်းထားဖြင့်ရရှိနိုင်မှာပဲဖြစ်ပါသည်တရားခံမှုဆွတ်ဆွဲခြင်းကြောင့်ရရှိသောထိခိုက်ဒဏ်ရာအမှန်တကယ်လိုအပ်သောကုသဆေးအဖြစ်ဗတ်၄000ထက်မပိုသောခန်းစားခွက်ကိုရရှိမှာပဲဖြစ်ပါရဲ့။ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးအတွက်အမှန်တကယ်လိုအပ်သောကုန်ကြမ်းဆေးရဲ့ဗတ်၅000ထက်မပိုသောအကျိုးခန်းစားခွက်ကိုလည်းရရှိနိုင်မှာပဲဖြစ်ပါရဲ့။ ဥပဒေကြောင်းရာအရရှေ့နေငောင်းဝန်ဆောင်ခကုန်ကြစီအတွက်လဲဘတ်3000ထက်မပိုသောရောချင်းငွေကိုပြန်လည်ရရှိစီမှာပဲဖြစ်ပါရဲ့တရားဆွဆုခံရသည့်အချိန်အလုံးမလုံးနိုင်သောကာလမှစတင်ပြီးအလို့ရှိရာမြို့နယ်မှာရှိရဲ့အနေဆုံးလို့အခါအတိုင်းအလုံးမစင်းနိုင်သည့်ရဲမှစတင်ရေးတွက်ချက်က တနည်းတွင် ပေးရော်ရမယ့်အကျိုးခံစားခွင့်ကိုရရှိစီမှာပဲဖြစ်ပါရဲ့ဆွဆွဲခံရတဲ့သူကအသက်ဆုံးရှုံးနစ်နာခဲ့ပါကနစ်နာခြင်းအဖြစ်ဗတ်တသိမ်းဇာပနာစရိတ် ပတ်2000မိသားစုအားထောက်ပံ့ငွေဖြင့်ပတ်4000နှင့်အခြားငွေကြေးဥစ္စာပစ္စည်းဆုံးရှုံးမှုစည်းအဖြစ်ပတ်4000ထပ်မပိုသောရောကြီးငွေကိုရရှိမှာပဲဖြစ်ပါရဲ့ရှင်။